ဆရာမကြီးခင်ခင်တူရေးသားထားတဲ့သမီးကလေးဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးခြင်းပါတယ်ကျမငူချင်းလေးမိသည်ရှင်နေရင်တင်းချပိတ်လောင်ထားရသောဝိညာဉ်တစ်ခုနှင့်ငူချင်းသည်ငူရဲဆိုရာမြေ့ကြမှာလား ရေးမကြပဲငိုချင်နေမှုကအခံရခက်လာသည်ထိုင်းနေရင်လဲငိုချင်သည်ခန်းလျှောက်ရင်လဲငိုချင်သည်ဟိုဘာပဲလုပ်လုံးချမငိုချင်သည် သို့တော့ရေးမကြမကြမကြပါဒေချောင်းဝရင်ခန်းစားချက်တို့ဖြင့်တစ်ဆုံနာချင်နေသည်နှလုံးသားကတော့ပောက်ပြဲကွဲအနေမှာတည်ကြသည် စောက်တရမဲစွာဆောင်ရွက်များပေါ်တွင်မရေရာသောပုံတွင်ရေးချနေမိသည်ခုပုံများသည်ကျမအတွက်နမိတ်ပုံများဖြစ်မလာခြင်းကိုတော့အခြေခွဲရသည်ရှင်လွင်းမှခန်းစားချက်တို့ကိုလှုပ်ဝက်သိမ်းဆည်းခဲ့ရသော မင်းကလေးတယောက်အတွက်မျောလင်းချက်ဆိုတာဘာလဲအမှားလဲတူးဒေသောသမီး ဘဝ၏ထိကျန်ဆန်းမှုနှလုံးသား၏ခံစားချက်များစာရွက်များကိုပိုင်းပိုင်းစုပ်ဖြဲလုံးချေကလျင်စီတို့ဖြစ်ပေါက်လိုက်သည်သမီးထင်းစားရောမလားအခန်းထဲဝင်လာသောမိမိကိုနာကျင်စွာလှမ်းကြည့်ပြီးနှကမ်းကိုဖိခိုက်ထားလိုက်သည်မိမိသည်ကျမကိုဂယုမဆိုင်သလိုနှင့်မဆိုင်ရသေးဘူးမဟုတ်လားလာလေမိမိနဲ့တူတူဆိုင်ရအောင်ကျမကောင်းကိုခိုင်းရင်ပစ်လိုက်သည်မိမိကိုစကားတလုံးမှမပြောဘူးဟုဆုံးဖြတ်ထားသည် သမီးပြင်းနေတယ်မဟုတ်လားမိမိုးသူတို့အိမ်မိမိနဲ့တွားလိုက်ကြမယ်လေ ကျမမျက်လုံးကြီးကိုနယံပေါ်မှနှင်းစီပွင့်ချက်ကြီးစီတို့ဟုတ်ပြလိုက်ပါသည်။သမီးဖေကမှမတော်ချင်ပါမမေ။နှင်းစီပွင့်ကြီးကိုချစ်ပြီးသူ့ကိုယ်သာလွမ်းနေပေးရစီတော့အပေါ်ဝိအင်ကြီးရော့ရဲရဲပေါ်တွင်ဖျို့ဖျဲချနေသည့်သပင်းများဖြင့်လူမာပုံပေါက်နေသောကျမကိုမိမိမျက်ဆောင်မထိုးပါ။ခါတိုင်းလိုလဲလှလပပကလေးနေစမ်းမှသမီးရဲ့အဋ္ဌိနယံတမန်ယူပန်မိမတို့ရဲ့အဥ္စာကဆင်းတဲ့အင်္ဂလိပ်ဆိုတာ အဆရှိသည့်စကားရှိကြီးတွေကိုလည်းမပြောပါ။ဂလင်ဆုံးကိုလက်နှစ်ဖက်ထောက်ပြီးခြေတွဲလုံးချထိုင်နေသောကျမဘေးဘီမီမီလာထိုင်သည့်တမိမနက်ဖြင့်ဝေးလာယုံမှရုပ်ရှင်သွားကြည့်မယ်။ဟင်နရီစနာတာရဲ့ကားလေးသိတ်ကောင်းလာပေတဲ့။မေကချော့တော့ကျမပုံမူချင်လာသည့်။မေမေရဲ့တမိချော့မခင်ချင်ဘူးရိုက်ပဲခင်ချင်တဲ့ရိုက်ပြလိုက်၍အသားရီနာကျင်သွားလျင်နှလုံးသားကပါမြေရီတွေတုံကြလာနိုင်သည်။ မေမိုးသူဝဲလာတဲ့ဘူပါဒိတ်စင်လေးတိတ်လာတာပဲတမီးရဲ့မေမေမာခင်မလို့ရဲဒါပေမဲ့မနဲ့ဖြစ်မှတမီးစိတ်ကြအထူသွားဝဲမယ်ဆိုပြီးဘာလို့များတိတိတသားကြီးလိုက်ရောနေရလဲမေမေတမီးမှဒါလည်းမလို့ကကိုဆိုတာမေမေတိတာနဲ့ ကျမထံမှာစကားတလုံးမှထုတ်ပေါ်မလာသေးခြင်းကိုမမေ့ကြည့်နေမှတူပါအချင်းသာတက်ပြင်းနေတူကျမစာကြည့်စပွဲပေါ်မှာစာရွက်ပိုင်းစာများကိုပြန်ကျက်ကြည့်ရှုနေပြန်သည်ကျမ၏မရေရာသော geometry ပုံစာနာလေးများကိုအတိပဲဖုံးနေသည်စတူရန်ပုံလေးများ ქვენ ဆက်တန်ကဆွဲထားသောပုံကိုမမေ့ရေးစိုက်ကြည့်နေပါသည်ထုတ်ပုံကိုကျမကအရေးမဲ့ပုံတူဟုအမည်ပေးထားသည်မနက်ဖြန်ရုပ်ရှင်ကပြင်စည်းဝင်မယ်။သမီးကိုအဲ့ဒီပါတိတ်မျိုးလေးဝယ်ပေးမယ်။ယူမယ်မဟုတ်လားသမီး။ ကျမကိုခေါင်းဝင်လေးတွေဝယ်ပေးစင်ကားလို့မင်းမျိုးနဲ့ဟေမေကမေးလာသည်ရှင်ခုညဝန်းကိုတေကေချာချာစိုက်ကြည့်ပြီးမင်းနေတော့မင်းမမျက်လုံးများကြီးစူးဆက်ရည်တွေကိုကျမရင်မဆိုင်ရပါရလွာကိုချာလီရဲ့ဒုတိယချင်းခေါင်းကိုခိုင်ရင်လိုက်မိပြန်သည်မင်းမေသည်ကျမလက်ဆုံကိုတင်းချက်စွာဆုပ်ကိုင်းလာပါသည်သမီးကိုမင်းမချစ်တယ်ကွယ် ကျမလည်းမမေကိုချစ်သည်သို့တော်ကျမမခံစားနိုင်သောပိတ်လောင်မှုတစ်ခုကိုမမေလုံနေသည်တဦးတည်းသောသမီးမှုကျမ၏ဆန္ဒအများလုံးအလိုလိုလိုက်ရောခဲ့သောမမေသည်ကျမအတွက်လွတ်လပ်ခွင့်များကိုတော့မပေးခဲ့ပါမမေနဲ့အတူရှင်တန်ကြီးမင်းခဲ့ရသောကျမ၏လှုပ်ဆောင်ချက်တိုင်းမမေ၏ဆုံးဖြတ်ချက်များသာဖြစ်ခဲ့ရပါသည်ကျမနှလုံးသားရေးရာမှာဝင်ရောက်ဆုံးဖြတ်ပေးနေတာကတော့မမေမတရားဘူး ကျမ၏မျိုးရိပ်တွင် သူသည် အမြဲခိုတွင်နေသည်သူနှင့်ကျမကြားမှာအချူရောင်စပယ်ကုန်းလေးမြင်ရှိသည်တခါတည်းမှာတော့သူကနှင်းစီကိုချစ်တဲ့အကြောင်းပြောသည်ထို့အခါတွင်ကျမကနှင်းစီပွင့်လေးတစ်ပွင့်ဖြစ်သွားတတ်သည်မိန်းကလေးတစ်ယောက်သည်သူမကိုသူမနှင်းစီနှင့်တူ၏ဟုခင်ရသည့်ခါလောက်ပျော်ဆုံးချိန်ရှိမည်မထင်ပါထိုနှင်းစီကိုနန်းဆိုင်လာမည့်ချိန်ကိုစောင့်စားရခြင်းသည်လည်းရင်ခုန်စရာကောင်းလာ၏ ကျမနင်းစီပွင့်ဖြစ်သွားတဲ့ဒီခါတိုင်းမိမိဒီဘုရင်မူတယောက်ဖြစ်သည်ဆိုခြင်းကိုမိထားရမရပါဘုရင်မူတယောက်ကသူ့ပန်းရင်ထဲမှာပန်းတဝင်ကိုလွယ်လင်းတကူပေးခွင့်မီမဟုတ်ကြောင်းနဲ့ခက်ဆစ်စင်တူလီစကားများကိုမိမိခဏခဏပြောသည်သို့တော့ပန်းပွင့်ညွတ်ကိုင်းနေမှုကိုတော့ဘုရင်မူမိမိကမမြင်ချင်ဟန်ဆောင်နေခဲ့သည တကူဤချစ်တုလက်ဆောင်ခပြဆောက်လေချာတွင်ညှက်ထားသောနည်းစီပန်းချောင်းလေးကိုမမေကချေမွှဖြစ်စီတိခဲ့သည်လူတယောက်မှတခြားသူတယောက်နဲ့ပတ်သက်ပြီးကျွင်းချက်ရခဲ့တဲ့အရာဆိုတာပန်းချောင်းကလေးလည်းမျက်နှာတကြပါတယ်မမေရဲ့ရှင်ခုံနေ့လေးတနေ့ကမျက်နှာစွာလက်ခံရယူခဲ့ရသောညီညွရောင်နှင်းစီဖုံးဝန်ကလေးသည်ကျမအတွက်အမှတ်တရပစ္စည်းတစ်ခုဖြစ်ပါသည် ထိုပန်းချောင်းလေးကိုခိုးနှံနေစဉ်တစ်ချိန်ချိန်မှာမမေတွေ့သွားခဲ့ဘူးလေသလား ကျမ၏အိတ်ခန်းငယ်များတွင်မျိုးလုံးမောင်းများစွာရှိနေသလိုအသက်ရှူကြက်ခရသည့်နေနေညညရက်ပေါင်းများစွာဘရင်တကားပေါင်ပေါ်မှလှူရှားနေသော အုံးလိုက်၏အိတ်များကိုငေးချည်ရင်ကျမ၏အိတ်များကိုရှာဖွေနေမိပါသည် ကျမ၏ရိပ်ပေါင်းများစွာသည်မိမိလက်ထရင်ရှိနေကြောင်းသိရသောအခါခြေခွဲဝန်းနှင့်ခွဲခေါင်းသွားပါသည်။ယခုချိန်တွင် ကျမမျောလင့်တောင်းတမိသောအရာမှာအတောင်ပံတိုက်၍မိုးကောင်းငင်ကြီးစီသို့ပြန်တန်းသွားနိုင်ခွင့်မင်းဖြစ်သည်။သို့သော ကျမသည်အတတကောင်မဟုတ်ဘဲလူတစ်ယောက်ဖြစ်နေခြင်းအတွက်လွတ်လပ်စွာပြန်တန်းခွင့်ရှိပါ။သမီး၏ခင်ဝင်လာတဲ့မေမေလှောအတန်းကြောင့်ကျမအတွေ့များလမ်းဖြတ်ပြက်ွယ်သွားသည်။ရင်မာလှိုက်ကနေခုံသည်။ ခင်ဝင်းရည်သည်ကျမ၏အခင်မင်ဆုံးတငယ်ချင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်ကျမရင်ဖွင့်ဖောက်ခွဲဖြစ်ဖို့လူတယောက်နားမှာရှိလာခြင်းသည်ရင်မိုးရခြင်းထပ်ပြီးတမိုးရှိပါသည်။သမီးလာလေခင်ဝင်းရည်အဲ့ကနေကစောင့်နေတဲ့ ခါတိုင်းလိုပဲခင်ဝီးကြီးကိုသမီးခန့်နဲ့လှုပ်ပေးပါလားမမေရဲ့ဒါမှမဟုတ်မမေရှိမှမဟုတ်တဲ့တနေရာမှာသမီးတို့တွေ့ဆုံပေးရစေအိမ်ရာမှာလူလဲထားပြီးမမေနောက်သို့လိုက်လာခဲ့သည်အမောခင်ဝီးကြီးအားအသင့်ရရွတ်တန်နဲ့နှလုံးကြည့်ဝင်ချမသည်တနာစရာကောင်းသည့်ဒံရရသမီးငယ်တကောင် ဖြစ်သွားပါသည်နင်းဖတ်ဖို့မကစင်းပြီလားပို့တာရော့မမေမြင်သာအောင်စာအုပ်တွေကိုခက်ကြမ်းကြမ်းခိုင်ရပေးလိုက်ခြင်းကြောင့် ကျမအတွက်မျောလင်းချက်တစုံတရာမပါကြောင်းသိလိုက်ရသည် အမောမနေ့တုန်းကငါတို့အိမ်မှာထုံချိုင်းခွေကြီးကြတယ်ခင်ဦးကြီးပြောသောစကားဝတ်ကိုမမေမသိနိုင်ဟုကျမမထင်ပါမမေနဲ့ကျမသည်လူတယောက်ရှိမှပင်အမီဝတ်ကိုခတ်တီတီသုံး၍ရဲပွဲဖွဲ့ခဲ့ပူပါသည်အားနဲ့တော့မမေရှိမှခင်ဦးကြီးဘာကိုမှပြော၍မဖြစ်ပါခင်ဦးကြီးစကားကိုစိတ်ဝင်စားလေးဟန်နဲ့ပကစင်းစာရွက်များကိုလှမ်းကြည့်ရော တီယာခုနှစ်တန်းစုံရင်ကံပူများကိုတွေ့ရသည်။ကဲသမီးတို့စကားပြောကြအောင်အန်ဒီလက်ဖက်သွားတုံးလိုက်အောင်မယ်။အန်အိုထိလန့်စွာမိမိကိုကျမအမောချီမိသည်။ဤသို့သောခွင့်ရမျိုးမမေပေးလိမ့်မည်ဟုကျမလုံးဝမျှော်လင့်မထားပါ။ဒီနေ့တုန်းကထုံချိုင်းကစီလာတဲ့မမေသွားရင်သွားချင်းခင်ဦးကလေးတန်လေးနဲ့စကားဆသည်။မလုံးမလဲနဲ့မမေဝင်သွားရာတကားပေါက်ကိုကျမလှမ်းကြည့်မိသည်။မမေသည်ခန်းစည်းနောက်ွယ်မှာချောင်းချီတက်သောမိမမျိုးမဟုတ်မှန်သိလျက်နှင့်လက်ပြမလုံးဖြစ်နေသည်။ခြေပြားလက်ပြားများအေးဆက်တုံရင်လေးက နှုတ်ဖြားရင်းစကားစာတွေဆွန်အားနေသည်ထုံချိုင်းကနေနဲ့အရန်တွေ့ချင်နေတယ်နေနဲ့တွေ့ပြီးသူဆုံးဖြတ်ချက်တစ်ခုခုချမယ်လို့လည်းပြောတယ်သူ့မာကျောသောစိတ်ဓာတ်ကိုကျမသိသည်ကျမနဲ့မတွေ့လဲသူတစ်ခုခုဆုံးဖြတ်မှာမှန်ပြီဖြစ်သည်ဘလို့တွေ့မှလဲဟာငါ့ကိုမိမိကအိမ်ထဲကိုကပြီးမထွက်ဘူးနေစင်းစားပြီးတစ်ခုခုပြောဟာအန်ဒီထွက်လာရင်ဘာမှဖြစ်မှာမဟုတ်တော့ဘူးတွေးချင်းနေတော့ကျမ၏တတိများကိုခင်ဝီကအမလို့အမိဟာဖြစ်ရန်ရှိသည်ညရှိနိုင်တဲ့9နိုင်ကြာအင်းရှိကိုလာခဲ့လို့သူ့ကိုက စကားကိုမြင်ပြောလျက်မိမိပြန်လာခြင်းတွင်အုံမိသွားသည်မိမိနှင့်ခင်ဝီတို့စကားကောင်းရင်စင်မှကျွန်မစိတ်သည်ည7နာရီနှင့်9နာရီကြားသို့ပြေးလွှားနေမိပါသည်သမီးဒီညတီဗီကသမီးခြိုက်တဲ့ The Last Snow of Spring ကလေးချိန်မမဟုတ်လားဒီတစ်ခါတော့မမေကိုစိတ်လိုလက်ရခေါင်းငင်းပြမိတယ် ဆောင်စားရခြင်းလို့ဒီစက္ကန့်ပေါင်းများစွာကိုရေးတွေ့ရသည်နှင့်တူပါသည်။ဟန်ကက်နိုင်မှမြရှင်နိုင်ထိုးတန်သည်အကျေလောင်ဆုံးထွက်ပေါ်လာသည်။ကျမအကမ်ပီရင်းကိုဖွေး၍မဂျူရီမီယာအောင်မလမ်းမစီတို့ကြည်နေမိသည်။ကြည်လင်အင်းမြတော်မမေဖျားရှိခိုးတန်းကိုကြားရပြီးသူဒီချိန်ရောက်လာလျင်ကောင်းပြီမမေဖျားရှိခိုးလျင်နိုင်ဝတ်တော်အနည်းဆုံးချတတ်သည်ကျမရှင်တွေတစ်ထိတ်ထိတ်နဲ့လမ်းမပေါ်ကခေါင်လေးတွေကိုမလွတ်တမ်းကြည့်နေမိသည် ကိုကောမိသည့်ကောင်းလေးတယောက်ကမှကျမ၏ကမ်ပရင်းဝါကိုမမချီကြပါဒေးစီထိုးမျှဝေသင်ချလိုက်ရသည်ကျမရှင်မဝန်းနေသွားသည် နိုင်ကိုခမန်းကတိုင်းကြည့်လိုက်တော့ည9နာရီမတင်ရှိနေပြီ။သမီးမိမိခေါင်းနှောက်လို့ခန်းထဲခဏဝင်လဲအောင်မယ်။သမီး TV ကြည့်ရင်ချင်းတော့မိမိကိုပြုံးပြလိုက်စင်ကျွန်မရင်မှာပေါ်ပါသွားသည်။အခန်းကလေးဝမှာချက်မနေတော့ပဲခြဝင်းထဲသို့ဆင်းခဲ့သည်။ဆန်တကားတော့မှချိန်ုံသာချိန်ထားသည်။ကျွန်မသည်ဘာမှစဉ်းစားမနေတော့ပဲတကားကိုဖွင့်၍အပြင်သို့ထွက်လိုက်ပါသည်။ Marjorie မိရဲ့အောင်မှလှူရှားမှုများကြားမှာတော့သူမရှိပါ။သူပါလို့မလာတာလဲ။ ခင်ဝီကတော့ပြောပြအောင်ပြောမိသူဖြစ်သည်သူတခုခုများဖြစ်နေလို့လားကျွန်မစိတ်တွေးပူလာသည်ဘာမင်းဖြစ်ဖြစ်သူ့အိမ်ကိုလိုက်သွားဖို့ကျွန်မဆုံးဖြတ်လိုက်သည်ထီလန်းလူကိုတွတ်တွတ်လှန်ရင်သူနဲ့တွေ့လျင်သူ့ရင်ခွေမှာပြေးဝင်ကိုပြစ်လိုက်ဖို့အာတင်းထားသည်တမီး ကျမနှောင်းမမေမေပြေးလိုက်လာသည်ခြေစုံညှို့ခွေမသွားစေရန်ထင်ရင်မေမေကိုလှည့်ကြည့်လိုက်သည်မေမေမျက်ဝန်းမှာညည်ရည်များဖြင့်လက်လက်ခါနေသည်ကျမငိုချင်လာပြန်သည်ထိတ်သွားမလို့လဲသမီးကြောင်ရဲနှင့်မေမေကိုသာကြည့်နေမိသည်ကျမ၏မျက်နှာပြင်ဝဲခြေခွဲဝန်းရည်များဆုံးထင်းနေသည်သမီးခေါင်းလေးဒီမျိုးမှမရှိတော့ဘူးဟဲ့မနေ့ကနေကမေမေသူနဲ့သွားတွေ့လိုက်တယ်သူကပြောသွားတယ်မေမေကိုဂုံတနမမောတဲ့မိမကြီးရဲ့အဲ့ဒီလိုလူပန်းစားတွေကိုတူညွန်နေတယ်အိုးမေမေရဲ့ ကျမချီရီခွေရန်လဲသွားစဉ်မမေကထွေးပွေးလိုက်ပါသည်ကျမကိုတင်းကျပ်စွာဖတ်ထားသောမမေလက်တွေ တုံရင်လေးသည် သမီးမမေလေးသမီးကိုယောက်ျားတစ်ယောက်ရဲ့လက်ထွေးကိုအလွယ်တကူပေးမထည့်ရဘူးကွယ် ကျမတွင်တစ်ချိန်လုံးတိုးဝက်ပိတ်လောင်နေသောမျက်ရည်များတလဟောကျဆင်းလာပါသည်။ထိုမျက်ရည်များသည်ပါချင်းအပ်ထားသောမိမိမျက်ရည်များနှင့်ရောထွေးကရင်ပတ်သက်လျှောက်ဝဲစီးဆင်းကြလာသည်။အချိန်တန်ရင်မိမိရှင်ခွင်ထဲကတမီလေးခွိုက်ထုတ်သွားမှကိုခံစားနားလည်ပြီးနိုင်ပါရဲ့ကွယ်။ဒါပေမဲ့မိမိမှတ်ချောက်တင်ပြီးနေတဲ့တမီလေးဟာတန်မိုးမဲ့ပန်းတပွင့်မဖြစ်စေချင်ဘူး။ကောင်လေးနဲ့တမီကိုမိမိသဘောမတူဘူး။ကျမအသေးတွင်တဆက်ဆက်တုံခါလေးရဲ့ နှလုံးသွေးတွေပြိုဆင်းလျက်မိမိကိုဟတ်တွယ်လျက်ရှိုက်ကြီးတငယ်ငိုချွေးနေမိပါသည်မိမိလဲငိုနေသည်မိမိဘာလို့ငိုတာလဲကျမကရောခုမှဘာလို့မျက်ရည်တွေတအားတုန်ချနေရတာလဲသူနဲ့ဝေးရလို့လားထင်တယ်ခုမှမဟုတ်ဘူးသူနဲ့ဝေးနေတဲ့ချိန်တော့မျက်ရည်မှမကြတာအခုမှမေ မမေခန္ဓာကိုယ်ကိုပိုတိုးရေဖက်လိုက်သည်ကျွန်မဘာပြင်မှာမျက်ရည်ဆောင်များကိုမမေကတွန်းဖယ်ပြီးကျွန်မကိုနမ်းပါသည်အော်သမီးအိမ်ထဲဝင်ရအောင်တော့မမေတို့လမ်းမကြီးမှာကွယ်မမေပခုံးကိုမိနှဲ့ရင်ကျွန်မတို့အိမ်ထဲသို့ဝင်ခဲ့ကြပါသည်သမီးလေးကနှင်းစီတခွေမဟုတ်ဘူးကွယ်ကျွန်မမှာရှိုက်နေစေဖြစ်တော့လဲမမေမျက်နှာဟာပကတိတည်ချင်နေသည်နှင်းစီတခွေဖြစ်ဖို့လိုအပ်ချက်တွေအများကြီးရှိသေးတယ်နှင်းစီမှာစမ်းကျင်တဲ့အရောင်သွေးရှိတယ်ခူးကြွတဲ့အလှရှိတယ်ပြီးတော့ဆူးတွေရှိတယ်ကွယ် သမီးကိုဆူလေးရီမီမီတက်ပေးပေးရစီဟုံမမေစကားကြောင့်ကျမချက်သိန်းလေးခံကလေးထားသွားသည်နင်းစီပန်းကိုလူတွေတံမိုးထမြင်လို့ကြတာဟာသူ့ရဲ့အလှတစ်ခုရဲ့ကြောင့်မဟုတ်ဘူးဆူလေးကြောင့်ပဲဂျိုးတယ်မှာတိတ်ခုတ်ထားတဲ့ဆူတက်တွေဟာသူ့ကိုခူးဆွမဲ့လက်ချောင်းတွေကိုဆူတက်စေရာကြောင့် နှင်းစီကိုဂယုတဆိုင်တယုတ်တသိခူးရတယ်။ညင်သာတိမ်မွေ့သောမမေစကားများကိုမကြားရမှဆိုးသဖြင့်ကျမရှိုက်သည်များ short ချလိုက်မိသည်။ထီကယုံပင်လေးတွေကိုသမီးသိရနော်။လက်နဲ့ထိလိုက်ရင်ညှို့ချသွားတာလေ။အဲ့ဒီပင်လေးတွေကိုတွေ့ရင်လူတွေဟာလက်နဲ့တို့ထိဆုတ်ကစားခြင်းကြတယ်။အရွယ်ကလေးတွေညှို့ချသွားတာကိုကြည့်ရင်ပျော်တတ်ကြတယ်။တချို့လူတွေလက်နဲ့ရောမဟုတ်ဘူး။ခြေထောက်နဲ့တို့ထိဖြစ်ကြတယ်လက်နဲ့တို့လို့ခြေထောက်နဲ့တို့တို့သူတို့ကနှိုးရတာပဲကွယ် မိမိဆိုလိုရင်အထိပယ်တို့ဒီကျမဤသွေးကြောထဲမှာစီးဝင်ပြန့်နှံ့လာပါသည်ကျမဤနုနယ်သောနှလုံးသားမရင်ချက်သေးသောထွေးခေါများမပြည့်စုံသေးသောခွက်လက်များစသည်စသည်တို့သမီးကထီထီယုံပင်လေးနဲ့တိတ်တူတယ်။အတူထီတို့ကိုမှမခံနိုင်သေးဘူးလေ။သမီးမှပညာရေးဆက်သင်ဖို့လူရေချောင်းနားလေဖို့ပြီးတော့အချစ်ထက်ဘဝကိုလှမ်းမြော်ချီတက်ဖို့ဒါရီမေမေပေးလိုက်ပါရစေရော။ဟုတ်လားသမီး ကျမခေါင်းကိုညင်သာဖြင်းညင်းစွာညှိပြလိုက်သည်။သမီးကိုမိမိတခုပြောပြမယ်။နားထောင်တော့မြတ်စွာဘုရားရှင်လက်ထတော်လုံးကပုတ်ကွယ်။တောင်းတသည်ကောသလမင်းကြီးဟာသူ့ရဲ့မိဖုရားပလိကာဒေဝီကို မလိကာတက်မှာမိမိကိုထပ်ပေါ်၍ချက်တော်သူသုံးတယောက်ရှိကြလားလို့မေးတယ်။မလိကာဒေဝီကရှင်မင်းကြီး အချင်တို့မှာမိမိထပ်ဖို့ရချစ်တော်သူတစုံတယောက်မျှမရှိပါလို့ဖြစ်ပြီးတော့အရှင်ရင်းကြီးမှာရောမိမိကိုထပ်ဖို့ရချစ်တော်သူတစုံတယောက်ရှိပါသလားလို့ပြန်မေးတယ်။ကိုသလမင်းကြီးကငါ့ဘာလဲမိမိကိုထပ်ဖို့ရချစ်တော်သူတစုံတယောက်မျှမရှိပါလို့ပြန်ဖြေတဲ့ကိုသလမင်းကြီးဟာမိမိရဲ့စကားမှန်ကန်နေလို့မမတ်ယူသေးပဲရက်စွာဖျားထံကိုသွားပြီးရှောက်ထားကြတယ်။ကျမသည်မိမိစကားတွင်ညှို့ယင်းရှိုက်ဖို့ရပြီးမိလျော်သွားပါသည်။အဲ့ဒီအခါမှာမျက်စွာဖျားက ရက်စင်မျက်နှာနှံ့အောင်စိတ်ဖြင့်ရှောက်ပွေစုံစမ်းတော်လဲမိမိကိုယ်ထပ်ပူရစ်ချတော်သူကိုညီဒီရက်တွင်မမရနိုင်သရဝဟုသည်မြသည်အတီးဒီကိုစီကိုငါအချောသူများထက်မိမိကိုယ်ကိုချစ်ချသူတွေကြီးသာဖြစ်သည်ဒါကြောင့်မိမိစီးပွားချမ်းသာကိုလိုရှိတော်သူသည်သူတပားကိုလည်းမငင်းစေရလို့မိန့်တော်မူတဲ့ ချင်မရှင်နေတွင်အဖူလိုင်းများညင်သာလာသည်မိမိကိုလေးစားမြင်လို့စွာမော့ချီမိမိသည်ဒီတော့သမီးရဲ့မိမိကိုကိုချေရမယ်လေသမီးကိုသမီးရဲ့ချင်းတွင်စိတ်တရေရပြည့်စည်ပါအောင်ဒါရီသမီးမှမရှိသေးဘူးပြီးတော့ကောင်းလေးမှလည်းမရှိသေးဘူးမိမိကပြောရင်းဆိုရင်ဖြင့်ချင်မဘေးမှဝင်ထိုင်သည်တကယ်လို့သမီးဟာကိုကိုကိုချစ်ပါတယ်။ကဲအခုသမီးကောင်လေးစီရောက်နေရင်ဘလို့ရှိမလဲစဉ်းစားကြည့်စမ်း။ဟေးဟေး ရှာအပူစွာဖြင့်မမေရှင်ခွင်းနဲကိုခေါင်းတိုးဝင်လိုက်သည်ကောင်းလေးကိုသမီးချစ်တာမဟုတ်ဘူးမမေကအိမ်ထဲကပြီးမထွက်လို့သမီးစိတ်ကျဉ်ချက်ပြီးမမေကိုမချီမနှက်ဖြစ်နေတာ ဲ့ဟာတမိကိုတမိချင်းလို့ပေါ့ဒီမနေ့အေးဟာအနူရောကျမစိတ်တွေကြီးလင်းလန်းဆန်းနေသည်အေးဟာကလူးလဲထားလိုက်တော့ပြတင်းဝနေရောင်ကကျမကိုပေါ်ဖြာစင်းလာသည်နေရံပေါ်တွင်ကျမရိတ်ထင်လာသည်ကျမ၏ရိတ်ကိုကျမတွေ့မြင်လာရသည်ဒီဟိုချောင်းတကားဝါသို့တွား၍မိမိကိုချောင်းကြည့်လိုက်ပါသည်ဟဲ့မိမိဒီမှာမရှိပါလားမိမိဒီအခန်းထဲမှာအေးလျာရှိနေသည်မိမိကတင်ပေါ်သို့တင်မရဲဝင်ထိုင်မိမိကိုမိုးသည် မမမထသည်ဘူးလားနေမကောင်းလို့လားမမနှစ်ဖူးပေါ်လက်တင်ဆန်းချေရောတိတ်ပူလွေးမနေပါနေကောင်းပါတယ်ဆာမရှိလို့နုံနေရပါထောင်ချသွားတော့မမမျက်နှာကိုကြည့်ရင်ကျမစိတ်မကောင်းဖြစ်သွားရသည်ကျမစိတ်ကောက်နေစဉ်တစ်ချိန်လုံးမမအစားဝင်ဟန်မတူပါမမပါစားမလဲသမီးပါလို့ပေးရမလဲမိုးဟင်းကစားခြင်းနဲ့ကျမရင်မလိုက်ဟာကျမရင်မလိုက်ဟာတော့ပါသည်ကျမမိုးဟင်းကတိတ်ကြိုက်မြန်သည်၍သမီးရွေးပြောခြင်းဖြစ်သည်မမကိုပေါ်သူကျမညှိနှွဲလိုက်ပါသည်သမီးတော်ဝယ်လိုက်မယ်လေ။ကောင်းမမသမီးတော်ဝယ်ရမှာလား ။တွားလေးသမီးမမေနဲ့သမီးနှစ်ယောက်ကိုစားမယ်။နှစ်ပွဲတော့မရဘူးထင်တယ်။တို့သားမီစိတ်ကောက်နေကြရနဲ့ဖိုက်ထဲမှာအစာပြည့်ဖို့အများကြီးလိုနေတယ်။လေးပွဲဝယ်ခဲ့လေးပွဲမိမိကလည်းလေးချောင်းထောင်ပြသည်ကျမတို့သားမီပြိုင်တူရင်မိုးလိုက်ပါသည်ညနာတက်ပြီးစပရင်စီကလမ်းထိပ်သို့ထွက်ခဲ့ဤဝင်းကလေးဝဲဝဲပြီးပြန်လာ လမ်းမှာခင်ဝီရင်နေထွေသည်အမောနေပြင်ထွက်လို့ရပြီပေါ့ဟုတ်လားအင်းအတော်ပဲထုံချိုင်းပေးသွားတဲ့စာငါ့မှာရှိရဲ့နေအိမ်လိုက်ယူလေ ကျမရင်မဆွေးမြေ့သွားသည်သူ၏ပုံရိပ်များတဝဲဝဲပေါ်လာသည်သူဘာရီရေးထားမလဲကျမကိုတွေ့ရှင်တယ်လို့ရေးမလားဒါမှမဟုတ်မိမိကိုဂုံဒနာမမောတဲ့မိမကြီးရဲ့အဲ့လိုလူစားတွေကိုသူ့ယွန်းနေမိမိမျက်ရည်စများနဲ့မိမိစကားသံတို့ကကျမနှလုံးသားရဲ့သို့သူ့နေဝင်ရောက်လာသည်ယခုချိန်မှာကျမ အချစ်ကိုဘလို့မှနားမလည်နိုင်တော့ပါသူနဲ့တွေ့ဆုံရင်ကျမဘာဆက်လုပ်ရမလဲကျမမသိပါဂျင်းမှာတင်းချက်လေးလန်လာတဲ့ဖြင့်ခေါင်းကိုခါရမ်းပြစ်လိုက်သည်ဟေးဟေးငါမဖက်ချင်တော့ဘူးခင်ဝေးကြီးသူ့ကိုတွေ့ရင်ပြောလိုက်ဟာငါမမိစကားပဲနားထောင်တော့မယ်လို့ပြောပြောဆိုဆိုဖြင့်စပိန်ကိုစီးပြီးထွက်ခဲ့သည်ခင်ဝေးကြီးကကျမကိုကစားဟောင်းတာဖြင့်ကြည့်ပြီးဂျန်ရစ်သည်